လေးအော့ဖ်ကံစရာမလိုဘဲနဲ့ချန်ပီယံလိ16သင်းအဆင့်ကိုတက်ရောက်သွားခဲ့တဲ့အာစနယ်နဲ့ချဲဆီနျူကာဆယ်ကလွဲရင်ကျန်တဲ့ပရီးမီးယားလိအသင်းအားလုံးနိုင်ပွဲကိုစီရရှိခဲ့တဲ့ချန်ပီယံလိပွဲစဉ်6မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေကျူးတူပါရကျွန်တော်ခုခံမှာအခုဂျာရိုက်ထဲမှာရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်6ကတော့ ပွဲတွေအကုန်လုံးပြီးသွားခဲ့ပါပြီဆိုတော့ထုံးတဲ့တိုင်းပဲပွဲစဉ်6နဲ့ပတ်သက်တဲ့အဆိုးကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဆွေးနွေးလိုက်ရအောင်လက်ရှိအချိန်မှာပွဲစဉ်2ပွဲကစားဖို့ပဲကြံတော့တယ်တင်ချာနေရအတွက်မယ်ဆိုရင်တော့ရမတ်အားဖြင့်128ထဲမှာဝင်ထားတဲ့အသင်းတချို့ဟာအာစနယ်ရဲ့ရမတ်ကိုမှီဖို့အသင်းတွေရှိပါတယ်ဒါအတင်ချာနေရပဲပြောတာပါထပါတော့ဥမာပြောရင်ကျွန်တော်တို့အင်တာမီလန်အဆင့်6နေရာမှာရက်တီနေတယ်ရမတ်12မှတ်ရထားတယ် တင်ချာနေရဆိုရင် အာစတန်အင်းကိုလက်ကျန်ပွဲ2ပွဲနိုင်မှီဖို့6မှတ်ပြည့်မှီပါတယ်ဒါမဲ့အာစတန်ကလက်ကျန်ပွဲ2ပွဲလုံးကိုရှုံးမအဲ့ဒီလက်ကျန်ပွဲ2ပွဲကအင်တာမီလန်နဲ့ကာရီအယ်မာတီအင်တာမီလန်ကိုပွဲချက်ရင်ဆိုင်ရမှာဖြစ်ပေမဲ့အယ်မာတီကိုအင်ကွင်းအမ်ရိတ်စ်မှာရင်ဆိုင်ကစားရမှာပါအဲ့ဒီကြောင့်မဖြစ်နိုင်တော့ဘူးအင်တာမီလန်ဒီအာစတန်ကိုကြော်ပြီးတော့တင်ချာနေရတက်ကောင်းတက်နိုင်ပေမဲ့ ဲ့ဒီတင်ချာနီးဖယ်လိုက်မယ်လက်တွေ့ကြကြတေးယုတ်ကြကြစဉ်းစားရင်အာစနယ်အသင်းက Champion League 16သင်းအဆင့်ကို128 level နဲ့ဒိုက်ရိုက်တက်ရောက်သွားပြီဖြစ်တဲ့ပထမဆုံးအသင်းတစ်သင်းလို့ခေါင်းစဉ်တက်နိုင်ပါပြီ။ဒါပေမဲ့ Bayern Munich တို့ PSG တို့ကိုတော့ကြော်ကောင်းကြော်လို့ရသေးတယ်။ဒါပေမဲ့ potential အရ Bayern တို့ PSG တို့ကလည်း128နဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားဖို့အခြေအနေအတော်ကောင်းသွားပြီ။ Man City လည်းပါပါတယ်။ Okay ဲ့တော့ဒီတစ်ပတ်ရှင်မြန်ကစားတဲ့ပွဲစဉ်တွေမှာကျွန်တော် England Premier League club တွေကိုပဲအရင်ပြောရမှာပေါ့နော် Chelsea နဲ့ Newcastle တို့နိုင်ပွဲမရခဲ့ဘူးပိုဆိုးတာက Chelsea ရှုံးသွားတယ်အနေဆုံးတော့တေရလက်လောက်ရခဲ့တင်တာဒီချိန်မှာ Chelsea အနေနဲ့လည်း Champion League ကိုမြင်များစားကျွန်တော်တို့မမျော်လင့်တာကောင်းပါတယ်တိုးပေမဲ့16သင်းအဆင့်ကိုတော့တက်ရောက်နိုင်မယ်ဆိုတာတေချာပေါ့ကျွန်တော်ယုံကြည်ထားတယ် 128ကငကိုကလေးကဝင်ဖို့မလွယ်ဘူးဆိုတာသိပါတယ်သို့တော့9224ကနေနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်ချက်စီးအနေနဲ့စ조사အားထုတ်မှုမဖြစ်မနေပြုတ်ရပါလိမ့်မယ်နယူကက်ဆယ်ကတော့အရင်ပြဿနာမရှိဘူးလီဗာကူဆင်လိုအသင်းကောင်းကိုအဝေးကွင်းမှာတည်ပွဲတစ်ပွဲဖြစ်ရအောင်ကစားနိုင်ခဲ့တယ်သို့တော့ကျန်တဲ့အသင်းတွေကိုကျွန်တော်တို့ချီးကျူးရလိမ့်မယ်အားလုံးကချီးကျူးခံထိုက်တဲ့အသင်းတွေကြီးပဲတော်တင်ဟော့စပါအိမ်ကွင်းမှာကစားလို့ နော်စလာဗီယာပရက်နဲ့ဘာညာပြောနိုင်ပေမဲ့တောမတ်ဖရန့်ဒီဒီချိန်မှာဖီအားအမတန်အမတန်များနေတာဗျသူအဲ့ဒီဖီအားတွေကိုအကောင်းဆုံးရင်ဆိုင်ကြော်လွားနိုင်ခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာပေးကိုလည်းမရှိခဲ့ဘူးမြည်သီးကလပ်ဒင်းမဆိုဗျာပေါ်ပေါ်ပြပြတွားဆောလို့မရဘူးစလာဗီယာပရက်ကလည်းစလာဗီယာပရက်အလျောက်အစွဲစိတ်ရှိတာပဲအဲ့တို့ကြောင့်တော်ရင်ဟော့စပါဒီဒီပွဲမှာအာယုံဆူဆိုင်မှုအဖြစ်နဲ့အနိုင်ယူခဲ့လို့ကျွန်တော်ကတော့ချီးကျူးခြင်းတယ် နောက်တစ်သင်းကတော့လီဗာပူးပါဆန်စီရိုမှာလွေယိုးထုံးစံမရှိပါဘူးဒါ့အပြင်လီဗာပူးသင်းရဲ့အတွင်းမှာလည်းပြဿနာလေးတွေဖြစ်နေတယ်ကရောက်ဆလေးတွေဖြစ်နေတယ်အဲ့တို့ကြောင့်ဒီပွဲတွေမှာပုံမှန်အဖြစ်ကြည့်မယ်ဆိုရင်လီဗာပူးဒီနိုင်ဖို့မလွယ်ဘူးလို့ထင်ကောင်းထင်ရပေမဲ့တကယ်တမ်းကစားသွားတဲ့အခါမှာတော့ပေးကိုမရှိဘဲနဲ့1-0ဆိုတဲ့ရလတ်နဲ့အနိုင်ယူခဲ့တယ်အဲ့တို့ကြောင့်မိုဆာလာမပါဝင်နိုင်တဲ့အခြေအနေမျိုးကနေလီဗာပူးအသင်းကစားသမားတွေဒီ အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာမဆိုးလာတဲ့ဆွဲဆောင်ရည်တချို့ကိုပြတ်တထားနိုင်ခဲ့တယ်လို့ပဲပြောရမှာပါအထူးသဖြင့်ဒီ Inter Milan ကို1-0နဲ့နိုင်ခဲ့တဲ့ပွဲမှာမတဲပိုင်းကောင်းမွန်မှုတစ်ခုရသွားမယ်လို့ကျွန်တော်ယူဆတယ် Inter Milan လို့အသင်းမျိုးကအားလုံးလည်းသိတဲ့အတိုင်းပဲ Champion League ကိုနှစ်နှစ်ဆက်တိုက် Final တက်ရောက်ထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒါကိုတော့ကျွန်တော်က qualify ဖြစ်တဲ့နိုင်ပွဲတစ်ပွဲလို့ထင်ပါတယ်ကျွန်တော်နောက်ထပ်တစ်ပွဲ Man City နဲ့ Real Madrid Man City ဒီ ရီယယ်မက်ဒရစ်ကိုအဲ့လောက်ထိဖိအားနည်းနည်းနဲ့ကစားသွားနိုင်တယ်ကျွန်တော်ကတော့အံ့ဩတယ်အသင်းမှာတည်ထားတဲ့ကစားသမားတွေကလည်းဗျာလူငယ်တွေကစားသမားတွေပါပေမဲ့လုံးဝဖိအားမရှိဘူးနော်ရီယယ်မက်ဒရစ်ကတော့ကြိုးစားအားထုတ်မှုအပြည့်နဲ့ဒီပွဲကိုကစားခဲ့ပေမဲ့တကယ်လက်တွေ့မှာအဆင်မပြေခဲ့ဘူးခီလီယန်အမ်ဘပေဒဏ်ရာပြဿနာရရှိနေမှုကြောင့်ဂွန်ဇာလိုဂါစီယာကိုထည့်ထားပေမဲ့ဒီလိုပွဲမျိုးမှာအမ်ဘပေကတော့မဖြစ်မနေလိုအပ်နေတယ်ဆိုတာဆက်လက် ပြသသွားခဲ့တယ်။တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း Premier League club တွေက level တစ်ခုကျော်လွန်သွားခဲ့ပြီလို့ပဲပြောရမှာပေါ့နော်။အရင်တော့ Italy Serie A club တွေ၊ German club တွေ၊နောက် La Liga club တွေဒီ Premier League club တွေတက်ပိုကောင်းတဲ့နှစ်ကာလတွေတောင်ရှိခဲ့ဘူးလေ။အခုချိန်မှာတော့ EPL club တွေကဆရာကြပါတယ်။အခုထောက်ပြစရာရှိတာပဲဗျာ။လက်ရှိ Champion PSG ဘာညာပေါ့။ Bayern Munich ကလည်းဘလို့ကောင်းတယ်။ ကန်ရတဲ့လီချင်းမတူပါဘူး PSG ကတက်တောင့်တက်တာအရန်တွေထုတ်ကန်လို့ရတဲ့လီမှာဆို EPL မှာနဖာထွက်အောင်ကန်နေရတာပါအဲ့ဒီအပိုင်းလေးကျွန်တော်မေ့ထားလို့ရတယ်ဆိုရင် EPL club တွေဒီ Champion League မှာအကောင်းဆုံး club တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပွဲစဉ်တွေကိုပြန်ပြီးတော့ဆန်းစစ်ကြည့်မယ်လေနော်ပထမဆုံးကန်တဲ့ပွဲကတော့ဒါ Bayern Munich နဲ့ Sporting Lisbon Bayern Munich ကတော့ရှေ့ပွဲတစ်ပွဲ Arsenal ကိုရှုံးပွဲကြုံခဲ့တဲ့အတွက်ကြောင့်အိမ်ကွင်းမှာ Sporting Lisbon 3-1ဆိုရဲရလတ်နဲ့အနိုင်ယူခဲ့တဲ့ Atalanta နဲ့ Chelsea ပွဲမှာတော့2-1ဆိုရဲရလတ်နဲ့ Chelsea ကစိုးစားအားထုတ်မှုမရှိပဲယူရချက်မပြတ်သားပဲနဲ့ရှုံးသွားတယ်လို့ပဲပြောချင်ပါတယ်ဗျာဒီထက်ပို့ပြီးတော့လည်းဘာမှတော့မပြောချင်ပါဘူးတကယ်လည်းမခံစားရတော့လို့ပါနောက်တစ်ပွဲက Barcelona နဲ့ Frankfurt ပေါ့နော်အသင်းတိုင်းနီးပါးကဂိုးပြတ်သွင်းခဲ့ပေမဲ့ Barcelona ကတော့ Frankfurt ကိုတကိုးရင်ပေးပြီးကမှ Julius Kunde ရဲ့ နောက်ထပ်သွင်းကိုနှကိုးနဲ့2-1ဆိုတဲ့ချင်းမြောင်းနဲ့ရလနဲ့ပဲအနိုင်ယူသွားခဲ့ပါတယ်။ဘာစနာကိုအားပေးတဲ့ပြိသက်တွေကတော့ချေးရတိုင်ပတ်ခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညကိုဘလုံးမဲကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော်ချက်စီမှာအိုင်ဘတ်ခွန်ရှိကို9-3 miss နဲ့မောင်း9-6တို့ကိုမမတ်သိယူနေပြီးအပူစုချင်းနဲ့ယုံကြည်သွားစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 693 1980မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ internet ်လီဗာပူးနော်ရှင်းမှလည်းပြောပြီးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကို skip လိုက်တော့မယ်နောက်တစ်ပွဲမိုနာကိုနဲ့ဂလာတာဇရီမိုနာကိုဒီအိမ်ကွင်းမှာဂလာတာဇရီကိုအနိုင်ရခဲ့တဲ့အတွက်ကြောင့်9 to 24နေရာကနေနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်မျှော်လင့်ချက်အတော်လေးအားကောင်းသွားပြီလို့ပြောရမှာပါဒီချိန်မှာမိုနာကိုအသင်းကရမှတ်6မှတ်ရထားတဲ့အတွက်9 to 24ဝင်ကွင်းကိုအကောင်းဆုံးမျှော်လင့်ခွင့်ရှိနေပါတယ်နောက်ထပ်တစ်ပွဲက PSV နဲ့ Atletico Madrid ကျေးရအတော်လေးပျော့ပြောင်းပေမဲ့အတလက်တီကိုမက်ဒရစ်ကသွင်းကိုတွေအပြန်အလှန်သွင်းနေ PSV ကို3-2ဆိုတဲ့ရလတ်နဲ့အနိုင်ယူခဲ့ပါတယ်အဲ့တော့ဒီပွဲစဉ်မှာအတလက်တီကိုမက်ဒရစ်အသင်းကစားသမားတွေအနေနဲ့အဝေးကွင်းမှာကစားရတဲ့ဆိုပေမဲ့အိမ်ကွင်းကောင်းတဲ့ PSV ကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့အတွက်ဒီအချိန်မှာတီကိုကလည်းမဘေးစရာရဲ့ကျွန်တော်အဆင့်ရှင်းနေရအထိရမှတ်12မှတ်နဲ့ပေါ့နော်ကျွန်တော်နောက်မှရက်တည်နေတဲ့ Liverpool နဲ့ GD2 ရမှတ်2ရက်တည်လည်းရှိပါတယ်နောက်တစ်ပွဲက Torino Spurs နဲ့ Slavia Prague ပြောပြီးเนาะကျွန်တော် skip လိုက်မယ် Saint Julian Gallois တဲ့ Marseille ပွဲမှာတော့ Saint Julian Gallois ကကစားအဘလိုပဲကောင်းကောင်းစူးစီးမှုဘလိုပဲရှိရှိ Marseille ကိုရှုံးနှင်းခဲ့ပါတယ် Marseille အတွက်တော့ကျွန်တော်တစ်သားသိန်းလေးပေါ့เนาะ Green ဟာ twin go 2 go twin ပေးခဲ့ရင်အဖို့တန်နိုင်ပွဲတစ်ပွဲဖော်ဆောင်ပေးခဲ့ပါတယ်ဗုဒ္ဓဦးညရောက်သွားတဲ့အချိန်မှာ Quarterback က IS လို့အတင်းကို42နဲ့ရှုံးတာကအတော်လေးနစ်နာတယ်လို့ပြောရမှာပါ IST ဒီနှစ်ချန်ပီယံလိမှာကွာရာဘတ်နဲ့တူမတာကူမတာအခြေအနေမျိုးနီးပြဟိုက်ဒင်ကမရှိတော့တာလဲပါကောင်းပါနိုင်တယ်ပေါ့အဲ့တော့ဒီတစ်ပတ်ချန်ပီယံလိပွဲတွေမှာတွင်းကိုများတဲ့ပွဲတွေလည်းတော်တော်လေးများခဲ့ပါတယ်နောက်တစ်ပွဲကတော့ဗလာရီယန်နဲ့ကိုပေဟေဂင်ဖြစ်ပါတယ်ကိုပေဟေဂင်က3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်အက်သလစ်ဘီဘောင်းနဲ့ PSG ပွဲမှာဂိုးမရှိသေးပွဲဖြစ်ခဲ့ပြီးတော့ဘန်ဖီကာနဲ့နာပိုလီပွဲမှာကတော့ အင်ရှင်ဘက်ဖီကာနော်မော်ကြီးရဲ့ဘက်ဖီကာ2-0နဲ့နိုင်ခဲ့တယ်ကျွန်တော်နာပိုလီကိုယုံစားမိတယ်ကွန်တီကိုယုံစားမိတာအမှားကြီးမှားခဲ့ပါတယ်ဘိုရရှာဒော့တမန်နဲ့ဘိုတာဂလင်ပွဲလဲတိုနီတူပဲဘိုရရှာဒော့တမန်ဒီအိမ်ကွင်းကစားကောင်းပေမဲ့ဘိုတာဂလင်ကိုအနိုင်မယူနိုင်ခဲ့ပါဘူးကလပ်ဘရူဂင်းနဲ့အာစနယ်ပွဲစဉ်မှာတော့အာစနယ်ကဘာမှအပြစ်ပြောစရာမရှိတဲ့ပုံစံမျိုးနဲ့အကောင်းဆုံးကစားသွားခဲ့တယ်ကျွန်တော် review ပြောတော့ ကလပ်ဘရူဂေးရဲ့အရန်ကြိုက်တဲ့ကစားသမားတယောက်ကိုပြောဖို့ကြံခဲ့လို့ကျွန်တော်ဒီနေရာမှာဖြည့်ဆွက်ပြီးပြောလိုက်ချင်ပါတယ်။ right wing မှာထွက်ဆော့နေတဲ့ပေါ်တူဂယ်အသင်းရဲ့အသက်၂၁နှစ်တောင်ပံကစားသမားကာလို့ဖော့ဘ်စ်ကတော့တော်တော်လေးကောင်းပါတယ်။ဒီဆွမ်းဆောင်ရည်မျိုးတီတီငိန်နဲ့ရှစ်လျှောက်ဆွမ်းဆောင်နိုင်မယ်ဆိုရင် Premier League အသင်းကြီးတွေရဲ့တော်ကောက်ချင်းကိုခံရပါလိမ့်မယ်။ကျောနံပါတ်9ကာလို့ဖော့ဘ်စ်ပါ။ ကျွန်တော်နောက်ထပ်ပွဲကတော့ Juventus နဲ့ PAFOS ပါ Juventus က2-0ဆိုရဲရလက်နဲ့အနိုင်ယူခဲ့ပြီးတော့နောက်ဆုံးပွဲကတော့ Real Madrid နဲ့ Man City တို့ပွဲဖြစ်ပါတယ် Man City က2-1ဆိုရဲရလက်နဲ့အနိုင်ယူခဲ့ပါတယ်အဲ့တော့ကြောင့်လက်ရှိဇာယက်တီမှုကိုကြည့်မယ်ဆိုရင်128အသင်းတွေကတော့ ကျွန်တော်ရမတ်အရင်ပြက်နေတဲ့အခြေအနေမျိုးမှာမရှိသေးဘူးတသိန်းနဲ့တသိန်းကြားထဲမှာကွာခြားချက်ကတမှတ်တို့နှစ်မှတ်တို့စတဲ့ရမတ်တွေပဲရှိနေပါသေးတယ်9 to 24ကအသင်းတွေကြည့်မယ်ဆိုရင်လည်းရမတ်ကွာဟချက်တွေကအရင်တော့မရှိသေးဘူးပေါ့နော်ဒီတို့ကြောင့်ချန်ပီယံလိကပွဲစဉ်ခုနှစ်ရှစ်စတဲ့အချိန်တွေထိရင်ခုန်စိတ်လှုပ်ရှားစရာတွေပေးစွမ်းတော့မှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါစုံနှိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ